ဟုတ်ကဲ့ဒါကတော့စေတကာကွယ်ခြင်းအပိုင်း၄ပါအပိုင်း၁မကြည့်ရသေးတဲ့သူတွေကတော့ကျွန်တော်အကောင့်ထဲဝင်ပြီးတော့အပိုင်း၁ကိုအရင်ဥဆုံးတွားရောက်ပြီးတော့ကြည့်ရှုပေးပါဟုတ်ကဲ့အပိုင်း၁ကိုစလိုက်ကြအောင်ပါအဲ့လိုຫນွေရသည်မှာကျွန်တော်တိုက်တဲ့ရေကိုတောက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တိုက်တဲ့ရေသည်အားသေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့တို့သည်အားရှိတယ်အားရှိတဲ့အတွက်ကြောင့်မလို့တို့သည်အစာမစားတော့ညာလဲတို့သည်အဲအကုခန်းကောင်းတဲ့အတွက်ကြောင့်မလို့ယောဂအဝင်နေပါတယ် ပြီးတော့သူတို့တွေကဒီနွေရာဒီမှာသလိုရှိရင်အဲကျွန်တော်တို့စပားရီစံတွေကိုအစားနေတယ်သူတို့ကဘာကိုအဓိကထားပြီးတော့စားကြလဲကြိုက်တဲ့တကြတယ်လဲဆိုလို့ရှိရင်သူတို့ကထမင်းချက်ထားတဲ့ထမင်းကိုသူတို့ကကြိုက်ပါတယ်အဲ့ဒီတော့ကြောင့်မလို့ကျွန်တော်တို့ကဒီထမင်းကိုချက်ချက်ပြီးတော့အေးခံအေးခံပြီးလို့ရှိရင်ကျွန်တော်ရေအေးအေးလေးနဲ့အဲအရင်ရေဘလို့ခေါ်မလဲအရင်ရွှဲနေအောင်လဲရေစိတ်ထားရတယ်မဟုတ်ဘူးဗျာ နည်းရေလေးနည်းလေးသွေရောက်ကလေးပေါ့နော်ရွှဲရွှဲလေးလည်းမဟုတ်ဘူးပေါ့နော်အဲအဲ့လိုမျိုးလေးစွတ်ပြီးတော့ကျွန်တော်ကနေပြီးတော့သူ့တို့ကိုကျွေးပါတယ်အဲ့ချောင်သူတို့အားရပိုင်ရဆက်တော့ပါတယ်အဲ့ဒီကြောင့်မို့လဲသူတို့တဲ့ဒါကကိုခံအားကိုဟိုအစာမစားတဲ့လုံးဝမစားတဲ့ဆိုလို့ရှိရင်ဒီဟာလေးစားထားတဲ့တကြောင်လို့နည်းနည်းလေးတော့အားရလေးတော့နည်းနည်းတော့ဖြစ်နေပေါ့ဗျာအဲ့ဒီမှာကျွန်တော်နေပြီးတော့တော့ဘာကိုထပ်ပြီးတော့လုပ်တယ်ဆိုလို့ရှိရင်အဲ့ဒီသမင်း ိုချက်ပြီးတော့အေးခံပြီးအခါနောက်တစ်ခါကျကျွန်တော်နေပြီးတော့နောက်ရက်တကျလို့ရှိရင် bio black b12 ကိုရောပြီးတော့ကျွန်တော်နေပြီးတော့ကျွေးပါတယ်ဒါလည်းယောဂါကောက်ွယ်ပြီးသားဖြစ်ပါတယ်အဲ့လိုမျိုးပေါ့ကျွန်တော်အားသေးလေးတိုက်လိုက်အခုထမင်းလေးကျွေးလိုက်နောက်စပားလေးကျွေးလိုက်နောက်ဆန်လေးကျွေးလိုက်နောက်ဟိုရခိုင်ငယ်ပြောသည့်အမဲလေးတွေကျွေးလိုက်နောက်ဖျဲသီးလေးတွေကျွေးလိုက်ဒီလိုမျိုးပေါ့ဗျာကိုယ့်ချက်တွေမနာအောင်လို့ ဘလို့စဉ်းစားဆုံးဖြတ်ရမလဲပေါ့နော်ဘလို့အစားစားအောင်လုပ်မယ်ဆိုတော့ကျွန်တော်ကတူပြီးအဲ့လိုတွေးပြီးတော့ကြွေးရဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ချမ်းမှာစက်နာဆိုတာလုံးဝမရှိပါဘူးဒီလိုမျိုးတွေတွေကျွန်တော်ကနေပြီးတော့ကြွေးကြွေးပေးပါတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်မြရာဒီအတွက်ဒုတိယပိုင်းကိုတော့ပြောပြချင်းဖြစ်ပါတယ်တော့မိုးရသည်မှာဘလို့ပြုလုပ်ပြီးလဲဆိုတဲ့အကြောင်းကျွန်တော်ထပ်ပြီးတော့ပြပြပြဖြစ်ပါတယ်ဒီဗီဒီယိုကတော့ကျွန်တော်ဒီလောက်ပဲအဆုံးသတ်လိုက်ပါစေခင်ဗျာ